ကျတဲ့မှာတကောင်တစ်ပင်ပေါ်မှာနှင်းနှင်းချာချာအိမ်မောကြနေပါတယ်။အောက်မှာတော့ရွေးမြောက်သေးတဲ့သူမရဲ့သားလေးဟာတကောင်နဲ့ဆော့ကစားနေပါတယ်။သူတို့နဲ့ခက်လန်းလန်းမှာရှိတဲ့လွင်မြင်မှာတော့တော်ခွေးတို့လည်းအနားယူနေကြပါတယ်။ကျတဲ့ပေါက်လေးဟာဆော့ကစားရင်ပတ်ဝန်းကျင်ကိုလိုက်လံဆူဆန်းနေပါတယ်။အရွယ်ကရန်ငယ်သေးတာကြောင့်ခြားရောက်လာနိုင်မဲ့အန်တွေကိုလည်း ကြိုးရင်မတွက်ဆနိုင်သေးပါဘူးဒီလိုနဲ့သူဟာမိခင်ရှိရာတစ်ပင်နဲ့တဖြည်းဖြည်းဝေးကွာလာပါတော့တယ်အဲ့ဒီအချိန်မှာပဲတော်ခွေအုပ်ဟာကျသေးပေါက်လေးကိုသတိထားမိတော့ပါတယ်တကောင်နဲ့တကောင်သတိပေးလိုက်ကြပြီးကျသေးပေါက်လေးကိုစတဲ့အမဲလိုက်ပါတော့တယ်ကျသေးလေးဟာသူ့မိစီပြန်ပြေးခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီတော်ခွေတွေက သူ့ကိုမိလာပြီး စတင်ကိုက်ခဲ့ပါတော့တယ်။စုညံတန်တွေကြောင့်ကျသက်မဟာနိုးလာပြီးအခြေအနေကို ချက်ချင်းနားလည်သဘောပေါက်သွားပါတယ်။သူမကတော့ခွေးအုပ်ထဲကနေသူမရဲ့သားကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့တော့ခွေးတွေကအင်းအားများလွန်းလာကြအောင်သူမပဲဝိုင်းဝန်းကိုက်ခဲခံခဲ့ရပါတယ်။နောက်ဆုံးတော့ကျသက်မလည်းအာမတန်တော်မန်လျှော့ခဲ့ရပြီးသူမရဲ့တဲ့ပင်စီကိုပြန်ပြေးလာခဲ့ရပါတယ်။ ။ဒုခွေအုပ်က သူမရဲ့တိပင်ကိုပတ်ပတ်လဲဝင်ရထားပါတယ်။သူမကတိပင်ဘောကနေသူမရဲ့သားအဖြစ်ကို ကြေကွဲဝမ်းနေစွာနဲ့ကြည်နေခဲ့ရပါတယ်။ဒုခွေတွေကသူမရဲ့သားကို သူမရှိမှပဲစားတော့လိုက်ကြပါတော့တယ်။ရပင်တွေကိုအကာအကွယ်ယူရင်ကျစ်တင်မတကောင်တိတ်တဆိတ်လှူရှားနေပါတယ်။သူမကတော့အခြားသူမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နေ့ကပဲသားကိုဆုံးရှုံးထားတယ်။ချစ်တဲ့မိမိပဲဖြစ်ပါတယ်။သူမကတော်ခွေးအုပ်ကိုလက်စားချေဖို့ချောင်းမြောင်းနေတာပါ။အဲ့ဒီအချိန်မှာပဲအုပ်စုတွေကနေကွဲထွက်နေတဲ့တော်ခွေးတကောင်ကိုတွေ့လိုက်ရပါတယ်။သူမကဒေါသနဲ့အတူတော်ခွေးကိုဝင်လုံးပြီးအားအင်အပြည့်နဲ့ကြိုက်ခဲလိုက်ပါတယ်။သူတို့အဖော်ရဲ့အော်ဇံကိုကြားတော့တော်ခွေးတွေလည်းချက်ချင်းရောက်လာပြီးကျက်တဲ့မအကိုပြန်လဲတိုက်ခိုက်ပါတယ်။ ကျသည်မလည်းအသားနာမခံတော့ပဲပြန်လှည့်ပြီးကတပင်ပေါ်တက်ပြီးရှောင်ရှားလိုက်ပါတယ်အကိုက်ခံရတဲ့တော်ခွေးကတော့နေရာမှာတင်ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး အသက်ထွက်သွားပါတော့တယ်အခုတော့ကျသည်မရဲ့နှလုံးသားကိုစိုက်ဝတ်နေတဲ့စူးတစ်ချောင်းကို သူမကိုယ်တိုင်ပဲနှုတ်ယူလိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့နောက်ထပ်နှုတ်ယူဖို့စူးတွေကြံနေပါသေးတယ် ကျက်တဲ့မဟာအခခွင့်တင်တာ ਨੇ တောခွေအုပ်ကိုလက်စားချိန်နေအောင်မှာပဲဖြစ်ပါတယ်